မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ဥပုပ်တော်ရက်ကွက်မန္တလေးတောင်ကြီးအနီးမှာရှိတဲ့မဟာတကြမော်ရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားပွဲတော်ကိုဖျားဖို့လာသူတွေပွဲစဉ်နဲ့ရှောက်သူတွေနဲ့ဈေးကားလျက်ရှိရလို့သိရပါတယ်။ဖျားပွဲတော်ကိုနှစ်ဆင်သတင်းကျွန်းလာဆန်ရှိရနေကနေသတင်းကျွန်းလာပြည့်ကျော်၃ရက်နေ့အထိကျင်းပလေးရှိကြောင်းမန္တလေး၄ပြင်၄ရက်ကဈေးတွေနဲ့ဖျားဖို့ပြည်သူတွေဟာပွဲတော်မကျင်းပမီအချိန်ကစတင်ပြီးရောက်ရှိလျက်ရှိကြောင်း မန္တလေးမြို့ဝါမှာရှိတဲ့ဖရာရီအားလုံးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်တွေအနက်အကြဆုံးဖရာပွဲဖြစ်ပြီးပွဲတော်မဆမီမှာလည်းပိုစီကားတယ်လို့သိရပါဗျ။မဟာတကြမရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားရဲ့138ကျိမ်းမြောက်ဗုဒ္ဓပူဇနီးယပွဲတော်မှာတန်ခါဒါနစွန်လောင်းပွဲကိုသာသနာတော်နှစ်2569ခုနှစ်ရဲ့အထိမ့်မှတ်အဖြစ်မန္တလေးမြို့လေးပြင်းလေးရက်ကပင့်တန်ကားတော်2569ပါးတို့အတွက်1389ခုနှစ်တရင်ကျွန်းလာပြေကျော်3ရက် 2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာစွန်းတပိတ်လောင်းလူသွားမှာဖြစ်တယ်လို့သိရပါဗျ။ဖျားပွဲတော်ဟာမန္တလေးတောင်ကြီးအနီးမှာရှိတဲ့မဟာတကြမရစိန်ကျောက်တော်ကြီးမြတ်စွာဘုရားပြင်စမသင်္ဃာယနာတင်မဟာလောကမရစိန်စီတီကုသိုလ်တော်မြတ်စွာဘုရားနမ်းမြေဘုံသားဆန်နန်းတော်ရာဆန္ဒမှုနှင့်ဖရာတို့တပြိုင်နက်တည်းစူပေါင်းကျင်းပလေးရှိတဲ့ပွဲဖြစ်တယ်လို့သိရပါဗျ။ကျောက်တော်ကြီးဖရာပွဲတော်အမိပြုပြီးလာရောက်ရောင်းချကြတဲ့ဆက်နှစ်ပွဲဈေးတွေအများပြားလာရောက်ကြပြီ ာရောက်သူတွေဟာလည်းမော်တော်ယာဉ်တွေဆိုင်ကယ်တွေကိုအနှံတဲ့နေရာမှာအနှံပြီးလမ်းလျှောက်ကြကောကျောက်တော်ကြီးဖះကိုသွားရောက်ဖူးမြော်တာနဲ့ဆန်နပွဲစည်းတမ်းမှာအစားအသောက်တွေဝယ်ယူစားတောက်တာပစ္စည်းတွေဝယ်ယူတာခင်းကစားတာရဟတ်စည်းတာနဲ့တခြားစော့ကစားစရာတွေနဲ့စီကားနေတယ်လို့သိရပါဗျ။မဟာတကြမရဇိန်ကြောက်တော်ကြီးမြတ်စွာဘုရားဟာမတရားအနည်းဆက်ကျင်တောင်ကတလုံးနေသောကြောက်သားကိုထုလုပ်ထားတာဖြစ်ကြောင်း AD 1864ခုနှစ်မှာစကြင်တောင်ကနေမန္တလေးကိုသင်ယူစေခဲ့ပြီး1865ခုနှစ်မေလ16ရက်မြန်မာတက္ကသိုလ်1229ခုနှစ်ကဆုံလာပြေကျော်15ရက်မှာမျက်နှာရောဖွင့်ပူဇော်ခံခဲ့တယ်လို့သိရပါတယ်။အလေးချိန်55သိန်း2150ပိတ်တာရှိပြီးခနာကူရီတိုင်မှာညောင်ရမ်းစော်ဝါကြီးရဲ့ကောင်းမှုဖြစ်တယ်လို့သိရပါတယ်။